အသက်20ကျော်အရွယ်မှာဟိုဖြေခဲ့သလိုမျိုးတွေပြောခဲ့သလိုမျိုးတွေရှင်းမကြည့်နောင်ကြည့်အဲမစင်စားပဲဟိုစကားတွေကိုပြောလို့မရတော့ဘူးအဲ့ဒါကိုအသက်အရွယ်တစ်ခုရနေပြီအဲ့အရွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လေဘဝရဲ့အမှတ်ခံချက်ရှိဖို့အတွက်စီးပွားရေးရလို့ပဲ အကျဉ်းဆုံးသူရဲ့ထုတ်ပတ်တီဆိုတဲ့စကားလေးကတော့အာနန်ကြာတိုင်းဝတ္ထုပေါ့နော်ဆရာဦးသက်လွင်ရနေပြီးတော့ရိုက်ထားတာပါအမဒီဘုမာဒါမုံရဲ့ကားရိမလွင်ဖြစ်တာအကြာကြီးရမှာဟိုပြန်ပြီးတော့ခန့်သက်လာတဲ့ကားလေးပေါ့နော်အချစ်ဆိုတာကိုတေချာမခန်းစားတတ်တဲ့သူတွေကနေပြီးတိရစ္ဆာန်ထားပါဒါမုံရဲ့ခန့်ပတ်ပါဘာလို့မုံအကြာကြီး TV ဖန်ဆန်းမြေပေါ်နေလဲပျောက်နေခဲ့ပြီးလို့ရှင်ဇလန်းတွေလည်းမလွင်ဘူးအဲ့လိုဆိုတဲ့အခါမှာဒါပထမဦးဆုံးပြန်လာတဲ့စကားပေါ့ဒီစကားရိုက်ဖို့ကန့်လန့်မခံရခင်ကလေးကမုံကဒီဝတ္ထုရဲ့ဖန်ပေါ့နော်အဲ့ခါကျတော့သောက်က တိပပလေးပဲဒါပေမဲ့ဟိုစာဖတ်တဲ့ပြီးသက်ရဲ့ရင်ကိုအရန်ကိုအများကြီးရင်ထဲမှာကြံအောင်အရန်ကိုကင်လုံးနိုင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဝတ္ထုကိုကိုကရရမယ်လို့သိရတဲ့အချိန်မှာအရန်အံ့အောင်ပါဟဲ့ဟုတ်လားအဲ့ဝတ္ထုအရန်ကြိုက်တာပေါ့အဲ့လိုမျိုးနေစပြီးတော့နောက်တစ်ချိန်ဒီဝတ္ထုကိုပြန်ဖတ်တဲ့အချိန်မှာတော့မတူတော့ဘူးကိုတောင်းဝင်ယူရမယ့်ဇက်ကောင်ကိုရိုက်ကူးရမယ့်ဇက်ဝင်ကန်းတွေအတွက်တေးချာချာလေးအဲ့လိုအလေးထားပြီးတော့ဖတ်ပြီးတော့ ပြင်ဆင်ခဲ့ရကာရက်တာတစ်ခုချင်းစီတစ်ခုချင်းစီတေးသေးချာချာလေးခံစားနိုင်အောင်တေးသေးချာလေးပို့ပြီးတော့ထိထိမိမိလေးဖြစ်သွားအောင်ပေါ့လို့တရုပ်ဆောင်ရတဲ့အပိုင်းလေးတော့ရှိရပါတော့เนาะဒါပေမဲ့ဇက်ကောင်ရတရုပ်ဆောင်ရတာပါအဲ့လိုမမုန်းပါနဲ့လို့ပြီးတဲ့တွေမချစ်မှာတော့စိတ်ပူနေပါရဲ့ချစ်ချင်းချစ်ကြမှာပေါ့မပြောပြဘူးလေမပြောပြဘူးဒါပေမဲ့အကုန်လုံးတော့ဝိုင်းစင်နေကြတာပဲ နဲ့ကိုက်နေတဲ့ဇကားတွေလည်းကန်းလန်းတဲ့သူတွေကမကန်းလန်းလာဘူးကန်းလန်းတဲ့ဇကားတွေမှာလည်းကိုကရိုက်ဖို့အတွက်ဟိုစဉ်းစားရတာအများကြီးရှိရတယ်လို့ဆိုတော့ကိုကဆက်မနဲ့23နှစ်လောက်ဒီလိုမျိုး league grow နေရနေပြီးတော့ရိုက်ထားတယ်အဲ့လိုအချိန်မှာအများကြီးစဉ်းစားရရပေါ့နော်ငါဘလို့ကိုက်ရဲ့မြန်မြန်လေးရိုက်လိုက်ချင်တာလားဒါမှမဟုတ်ငါဘလို့ပဲရိုက်ရိုက် ငါရဲ့တန်လေးတစ်ခုကိုထိန်းထားပြီးတော့ရိုက်မှာလားအဲ့လိုမျိုးတွေအများကြီးစဉ်းစားနေရတဲ့အတွက်ကြောင့်ကိသက်စီကိုလည်းမရောက်လာနိုင်ဘူးပေါ့နော်မီဒီယာရှိမှလည်းမပေါ်လာနိုင်ဘူးအဲ့တော့ကိုပြန်လာမဲ့ဇာတ်ကလည်းဘလို့ဇာတ်မျိုးနဲ့ကိုပြန်ပေါ်လာမှလည်းအဲ့လိုမျိုးကြီးလည်းစဉ်းစားရကြရပါဘူး ဟုတ်စကားမရိုက်နေတဲ့အချိန်မှာအဓိကစီးပွားရေးကိုစောက်ချပြီးတော့တောက်လျှောက်လုပ်နေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးသိရမလားခုကအသက်အရွယ်တစ်ခုကိုရနေပြီအဲ့အရွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လည်းဘဝရဲ့အမှတ်ခံချက်ရှိဖို့အတွက်စီးပွားရေးရလို့ပဲဘဝရဲ့ဟိုဘယ်ရမှမမြဲဘူးဆိုပေမဲ့လည်း ကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းနေမှာတော့ပြည်စုံလုံးလောက်ကိုတော့လုံးတယ်လေအဲ့အတွက်ကြောင့်စီးပွားရေးကိုတောက်ချပြီးလုပ်ရပါတယ်တွေ့ဖြစ်တယ်ဟိုများသောဖြင့်အခုကဒီနေမနီနီယာဆိုတော့ဟိုတွေ့ဖြစ်တာတော့ဆူလင်းချိန်တို့နဲ့ပေါ့နော်အဲ့လိုကိုတွေ့ဖြစ်တာပေါ့ကိုကိုနေတူတဲ့နေရာမှာပေါ့အဲ့လိုရန်ကုန်တိတ်ပြတ်မလာဖြစ်တော့အရင်ကြီးတော့မဆုံးဖြစ်ဘူးဟုတ်ဒါကတော့အရင်ရကန်တရားပေါ့ဘယ်ပြောလို့ရမလဲကိုတော့လည်းမဆန်မီဆန်တော့လည်းမကွင်းမီအရာလုံးဖြစ်တယ်အဲ့ဒါလည်းမပြောပြဘူးလေပြိတ္တကဝိုးပေါ့ဝါပေါ့အဲ့လိုဖြစ်အောင်လုပ်မှာပေါ့ တော့33နှစ်ရှိပြီလေ33နှစ်နဲ့ထိုက်တန်တဲ့အတည်ငြိမ်မှုရင့်ကျက်မှုကတော့ရှိရတော့မှာပေါ့ငငယ်တုန်းကလိုမျိုးအသက်20ကျော်အရွယ်မှာဟိုဖြေခဲ့တဲ့လိုမျိုးတွေပြောခဲ့တဲ့လိုမျိုးတွေရှင်းမကြည့်နောက်ကြည့်အဲမစင်စားပဲဟိုဇကားတွေကိုပြောလို့မရတော့အဲ့ဒါဒီလိုမျိုးဇကားကောင်းလေးနဲ့ဒီလိုဝတ္ထုကောင်းလေးနဲ့ပြည့်တက်ရှိကိုပြန်ရောက်လာနိုင်လို့ပြန်ရောက်ပြီးခွင့်ရခဲ့တဲ့အတွက်အရန်လဲတောင်ရှိရဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြီးတော့ပြည့်တက်တွေကိုလည်းအများကြီးချစ်ပြီးတော့အပြည့်စီတင်ပါတယ်လို့